နီးစနစ်ဘရင်ကြီးပက်ဂွာဒီယိုလာရဲ့ခေတ်တစ်ခေတ်တကယ်ကုံဆုံးသွားခဲ့ပြီလားမင်္ဂလာပါဗျကိုခဲစ်တဖုတ်ဘောရှော့နဲ့ကြိုဆိုပါရစေကျွန်တော်ကိုခဲမှာအဲကျွန်တော်ရဲ့ဗီဒီယိုတွေကိုအများအားကြည့်နေတဲ့ညီကိုတွေမှတ်မိကောင်းမှတ်မိလိမ့်မယ်ပြီးခဲ့တော့ပရီးမီးယားလိဘောလုံးရသည်မကုံခင်မှာမက်ဆီဒီရဲ့ရှုံးနိမ့်မှုတွေနဲ့ပတ်သက်ပြီးပက်ဂွာဒီယိုလာရဲ့ခေတ်တစ်ခေတ်ကုံသွားပြီလားဆိုတဲ့ဗီဒီယိုလေးတစ်ပုဒ်ကျွန်တော်လုတ်ခဲ့ဘူးပါတယ် ဲ့ဒီဗီဒီယိုလေးကကျွတ်တင်ခမန်းသုံးသက်ဆွေးနေတဲ့ဗီဒီယိုလေးဖြစ်တယ်တကယ်တော့အဲ့ချိန်ကာလမှာမန်စီးတီးဒီအဖက်ဖက်ကရှုံးနေနေတာဘလို့မှအဖက်ဆယ်လို့မရတဲ့အခြေအနေမျိုးမန်စီးတီးနဲ့ပတ်ပူပေါင်းမှုခစ်သမိုင်းမှာအဆိုးအဝါဆုံးခစ်ပင်အဲ့မန်စီးတီးဒီသူတို့အင်အားအတောင့်တင်းဆုံး generation ကိုဘလို့တိဆောက်ခဲ့တယ်လဲတကယ်ကောင်းပင်ညွန့်ပေဆိုတဲ့ကစားသမားတွေကို တေးကြရှင့်မြေတောင်မြောက်ပေးပြီးတော့အကောင်းဆုံးအစုဖွဲ့ယူတိဆောက်ခဲ့တာအကောင်းဆုံးခေတ်ကာလပြရင်တော့ The Champion League ရတဲ့ခေတ်ကာလကိုပြရမှာပေါ့ကျွန်တော်အလဲကျော်အသူတွေပဲပြပြမယ်နော် Edison Ruby Diaz Rodri Mandaro Silva Kevin De Bruyne Haaland တို့ ਨੇ တကယ်ကိုကောင်းမွန်တဲ့အစုဖွဲ့မှုကြီးတစ်ခုကိုပိုင်ဆိုင်ခဲ့တယ်အဲ့နောက်ပိုင်းမှာအသက်အရွယ်အရချက်ခိုင်မှုအရတချို့အထိုင်ကစားသမားတွေလွင့်စင်သွားတဲ့အချိန်မှာ Pep Guardiola လည်းဘလောက်ပဲတော်တော် ီရိုက်ခတ်မှုကိုမခံနိုင်ဘူးလို့များသောအားဖြင့်ထင်ခဲ့တာပါ။နောက်ပိုဆိုတာပရီးမီးယားလိရဲ့ဘယ်အသင်းမဆိုဂွာဒီယိုလာရဲ့ကစားဟန်ကိုတံပြန်ကစားနိုင်မဲ့အသင်းတွေအများကြီးပေါ်ထွက်လာခဲ့တယ်။ဂွာဒီယိုလာဒီကျွန်တော်တို့အင်တာနက်ကနေလိုက်ကြည့်ထားသလောက်ပိုဇက်ရှင်နဲ့ပလေးလို့ခေါ်တဲ့နေရာတွေရိုတေးရှင်းလုပ်ပြီးကစားတဲ့ဘူဟာဘိုင်းမှာတိတ်ကိုထူးချွန်တဲ့နီးပြားကြီးတယောက်တကယ်ကိုပိုင်အိုနီးယားကြီးတယောက်ဗျာအဲ့တော့သူ့လက်အောက်ကနေခွဲထွက်တဲ့ အရှည်သွေးရှိတဲ့နီးပြကောင်းတွေဒုနယ်တွေအများကြီးပဲပေါ့နော်ဂွာဒီယိုလာကတော့ပွင့်လင်းပြီမော်ဒန်ဘောလုံးလောက်ကရဲ့ယူဝန်ခရိုက်ပဲဆက်ရကြီးပဲအဲ့တော့ဒီလိုနီးပြကြီးကတော့ကျွန်တော်ထင်တာအချို့ကောင်မှမဟုတ်ဘူး generation ပြတ်သွားလို့ဒါလည်း तू တချို့ဘိုင်းနေမှာနည်းနည်းရှော်လိုက်ရပါမယ်သူ့မှာအချို့မကုန်သေးဘူးဒီဘက်ကြီးရဲ့ guru ကြီးဆိုတာကျွန်တော်တို့ယုံကြည်ခဲ့တယ်ပေါ့နော်ဒီယုံကြည်မှုဒီနေ့ပေါ်လုံးရသည်မှာ Pep Guardiola ဒီအလွဲသုံးသားမလုပ်ခဲ့ဘူးအဲ့တော့ ဂွာဒီယိုလာရဲ့မူတိုင်းအကောင်းဆုံးတိုက်စစ်သည်အကောင်းဆုံးခံစစ် numerical advantages တွေငါတို့ရနိုင်ရမယ်ထားပါတော့ကိန်းကိန်းနဲ့အချက်လက်တွေများများအစားအစားရရမယ်ဗျာရှုတ်တွန်း target တွေ attempts တွေ expected goal တွေဒီလိုအများများရလေလေကိုယ့်အသေးကနိုင်ဖို့များလေလေဆိုတဲ့ယူဆချက်မျိုးဂွာဒီယိုလာကလုံးဝပြစ်ပယ်ပလိုက်ပြီသူဒီ reserve ဘိုင်းကိုဦးတည်တယ်ဒါပေမဲ့လည်းသူ့ရဲ့ပုံတံံကိုပျောက်သွားလားဆိုတော့မပျောက်ဘူးဘောလုံးပိုင်ဆိုင်မှုအသာသေးယူပြီးကစားနေတော့မယ်လက်ရှိချိန်မှာ premier league ရဲ့ဘောလုံးပိုင်ဆိုင်မှုအများဆုံးအသင်းက man city ဒါအပြင် ပရီးမီးယားလိရဲ့ဒုတိယတိုက်စစ်အကောင်းဆုံးအသင်းကမန်စီးတီးဒါပေမဲ့တွင်ကိုအများဆုံးအသင်းကိုပြောရင်တော့မန်စီးတီးလို့ပြောရမှာเนาะတချို့အချက်လက်လေးပေါ့ဗျာထားပါတော့ expected goals တို့ short on target တို့အဲ့ဒီပိုင်းတွေမှာမန်စီးတီးတဲ့တသင်းများတယ်ဒါပေမဲ့လည်းမန်စီးတီးဒီတိုက်စစ်ခံစစ်ဆွမ်းတော်ကြီးတည်ငြိမ်တယ်ပရီးမီးယားလိရဲ့ဒုတိယခံစစ်အကောင်းဆုံးအသင်းလည်းဖြစ်တယ်အဲ့လိုမျိုး balance ဖြစ်ဖြစ်နဲ့ပြီးခဲ့သောရာသီကမန်စီးတီးနဲ့လုံးဝပြောင်းပြန်ရင်ဖြစ်သွားသည်ဂွာဒီယိုလာရဲ့အရေးသွေးအရေးချင်းပိုင်းဖြစ်ပါတယ်ခင်ဗျာ အဲ့တော့ကျွန်တော်ဒီ view လေးကကျွန်တော်ပြီးခဲ့တော့ဘလုံးရတဲ့မကုံငယ်ကပပ်ဂွာဒီယိုလာရဲ့ခစ်တခစ်ကိုကုံဆုံးသွားပြီလားဆိုတော့ video လေးကိုပြန်ပြီးတော့ re-edit လုပ်ပြီးကျွန်တော်တင်ပေးချင်တာပါအဲ့တော့ကျွန်တော်ဆွေးနွေးသုံးသပ်ခဲ့တာတွေကဂွာဒီယိုလာပုံမှာဘယ်လောက်ထိယုံကြည်မှုရှိခဲ့တယ်လဲကျွန်တော်တို့ယုံကြည်မှုဂွာဒီယိုလာကဘယ်လောက်ထိအသက်ဆက်ရှင်တန်စေခဲ့တယ်လဲကြည့်ရမှာပါကျွန်တော်အဲတုန်းကသုံးသပ်ဆွေးနွေးခဲ့တာလေးတွေကနည်းနည်း out of date ဖြစ်နေပြီဆိုတဲ့အခါကျတော့တချို့အပိုင်းလေးတွေကိုအနေနဲ့တီးခန့်ခွင့်လွှတ်ပြီးကြည့်ပေးကြပါအဓိက points တွေကိုပဲ highlight လုပ်ပြီးခန်းစားပေးဖို့ကျွန်တော်တခါတည်း request လုပ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုပြန်ပြီးတော့ခန်းစားကြည့်အောင်ခင်ဗျဒီနေ့မှာတော့ modern ball လောကရဲ့နီးစနစ်ဘရင်ကြီးခေါင်းကင်ဖခင်ကြီးလို့တင်စားကြတဲ့ Pep Guardiola နဲ့ပတ်သက်ပြီးအဘော၃၀ချက်တချို့ထပ်လုပ်ပေးသွားကြပါတယ်ဆိုတော့ဒီအဘောက ကျွန်တော်အပေါ်တသက်ဖြစ်ပါတယ်ကျွန်တော်အမြင်ပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်ညီကိုရင်းနဲ့အမြင်ချင်းတူချင်မာတော့တူပါလိမ့်မယ်ခင်ဗျာဆိုတော့ပပ်ဂေါ်ဒီယိုလာအကြောင်းကိုကျွန်တော်တစ်ခေါက်တုန်းကဗီဒီယိုလေးတစ်ပုတ်လုပ်ပြီးသွားရေးဒီဘိုးတော့ဘလောက်ထိတော်လဲမော်ဒန်ဘောလုံးလောကနီးစနစ်မှာသူ့ရဲ့လွှမ်းမိုးမှုတွေဘလောက်ထိကြီးသလဲပေါ့လေပိုင်ယိုနီးယားလို့တော့ပြောလို့ရတယ်ဒါပေမဲ့ဒီနှစ်ဘောလုံးရာသီကသူ့အတွက်အမောင်မိုက်ဆုံးအခက်ခဲဆုံးအကြမ်းတမ်းဆုံးဘောလုံးရသည်ဖြစ်ခဲ့တယ်ကျွန်တော်သိတဲ့ပက်ဂွာဒီယိုလာအဲ့လိုမဟုတ်အရင်ကမာနာကြီးပြီးတိတ်ခါကြီးခဲ့တဲ့နီးပြတက်ရ pub ကို hype စရာမလိုဘူးဗျာ pub အကြောင်းကိုအခုမှသိတဲ့ညီငယ်တချို့ကတော့မပြောတတ်ဘူးပေါ့နော် pub ကိုစတင်ထွန်းတောက်တဲ့လူငယ်နီးပြဘဝတွေကနှစ်ဖူးတွေ့ဒူးတွေ့မြင်တွေ့ဘူးခဲ့တဲ့ညီကိုတွေကတော့ pub guardiola ဘလို့နီးပြမျိုးလဲကောင်းကောင်းနားလဲသဘောပေါက်ပါလိမ့်မယ် salas လိုမျိုးစီကန်ရှိပြီး viewer ဘိုင်းညက်တဲ့ဘိုးတော်ကြီးတောင်မှအသားတွေတစက်စက်တုံတဲ့အထိ ဒါပပ်ဂွာဒီယိုလာနဲ့ရှင်ပြိုင်တဲ့အချိန်မှာ emotion တွေဖြစ်ပေါ်ခဲ့တယ်။ Mourinho ဆိုရင်လည်းအချိန်အကာလမှာတကယ်တော်တဲ့နီးပြတယောက်ပဲ။ထိတ်တန်းနီးပြတွေမှာပါတယ်။သို့တော့ပပ်ကိုအသာစီးရအောင်ကစားဖို့ထက်ခံစစ်ဗျူဟာနဲ့ဘလို့ရှင်ပြိုင်ကစားပြီး counter ကစားမလဲဆိုတော့ပုံတံမျိုးနဲ့ပဲရှင်ပြိုင်ခဲ့ရတာပါ။ Now Giant Club တို့ခေရောက်လာတယ်။ Club ဆိုလည်းဒီတိုင်းပဲ counter pressing နဲ့နော်ပပ်ဂွာဒီယိုလာကိုအကောင်းဆုံးဖိအားပေးပြီးတော့ပြောချင်တာကဗျာပပ်ကိုအပေါ်စီးရကစားပြီးအဲ့လိုအမြဲအသာရနေအောင်လုပ်နိုင်တဲ့နီးပြဆိုတော့တော်တော်ရှားတယ်။ ွှေးချက်အနေနဲ့ငါတို့ဘလူကောင်တာအတက်နဲ့ပြန်ကစားမယ်ဘလူဗျူအာပိုင်းနဲ့ပြန်ခြေပမလဲဆိုရဲခြေပတဲ့ဗျူအာပိုင်းတွေနဲ့သာပပ်ကိုခေဆက်ဆက်နီးပြတွေကရှင် ပြိုင်ကစားခဲ့ရတာပဲဖြစ်ပါတယ်အဲ့တော့သူ့ကိုအတာကြီးရခဲ့တဲ့နီးပြတွေလည်းရှိတယ်အတာမရခဲ့တဲ့နီးပြတွေလည်းရှိတယ်ပေါ့ဗျာအတာကြီးအရဆုံးနီးပြတော့ဒါဂျိုင်းကလော့ပေါ့ထားပါအဓိကပြောချင်တာက ဒီနေ့မန်စီးတီးရဲ့ရှုံးနိမ့်မှုတွေပပ်ဂွာဒီယိုလာကြောင့်လားပပ်ဂွာဒီယိုလာတယောက်တည်းကိုပဲရော့သပြီးအပြစ်တွေပုံချတင်သလားဆိုတော့မိကုန်းကိုကျွန်တော်တို့အရင်ဆုံးဖြေရမှာပါအဲ့လိုသာပပ်တယောက်တည်းကိုတာဝန်ယူမှုတာဝန်ခံမှုအပြစ်ခံခိုင်းမယ်ဆိုရင်ဘလို့လို့တရားမြတ်တာတော့မလဲမန်စီးတီးရဲ့ယာတီအစမှာလူမခေါ်ယူခဲ့တဲ့အကျိုးဆက်ကသူတို့ရဲ့ရှုံးနိမ့်မှုအဓိကဖြစ်စေခဲ့တဲ့တရားခံလို့ကျွန်တော် ထင်ပါတယ်လူမခေါ်ဘူးတဲ့ဆိုတဲ့နေရာမှာမန်စီးတီးရဲ့စံချိန်စံညွန်းနဲ့အညီလူမခေါ်တာကိုပြောတာပါသူတို့အတင်းကနော် the group တဲ့ပိုင်နဲ့ကစားသမားဆဗင်းညိုကိုခေါ်မှုတော့ရှိခဲ့တယ်ပေါ့ဗျာဒီလောက်နဲ့မန်စီးတီးရဲ့လူခေါ်မှုတွေကအာသာမပြေဘူးဗျာကျွန်တော်တို့သိထားပြီးသားပဲအဲ့တော့မန်စီးတီးရဲ့အတဲကစားသမားတွေကိုချစ်ချစ်ပါအသက်အရွယ်ရတခုရောက်နေပြီဖြစ်တဲ့ကစားသမားတွေဂွန်နိုဂန်ကြီးဗျာပြန်ခေါ်လိုက်တယ်ဘလို့လို့တုံးလို့ရတော့မလဲမက်တီယိုကိုဗာစစ်ကလည်းကြာနေပြီကီဗင်ဒီဘရိုင်းနာကြာနေပြီဘာနာဒိုဆေးဗာ ထို့နည်းတူပဲနောက်မှာရူဘင်ဒိယက်စ်ကကြံ့ခိုင်မှုမပြေဝအောင်အကန်ကြီးနာသန်အကဲစတဲ့ကစားသမားတွေကလည်းငယ်ရွယ်ပြိုမြင့်တဲ့အသက်အရွယ်မှာရှိမနေတော့ဘူးဆိုတော့ဒီစုဖွဲ့မှုကြီးနဲ့တကယ်တမ်းမိုးတဲရေထဲမှာရင်ဆိုင်ရှင်ပြိုင်ကစားတဲ့အခါကျတော့ပပ်ဒီဘလောက်ပဲတော်နေပါစေဘလုံးသမားစုဖွဲ့မှုတစ်ခုကိုအခြေခံပြီးဗျူဟာပိုင်းကစမ်းသစ်တီထွင်တာဖြစ်တဲ့အခါကျတော့ဒီစုဖွဲ့မှုအားမကောင်းတဲ့အခါမှာရှုံးနေမှုကြုံတွေ့ခဲ့ရတာပဲနောက်ထပ်တစ်ပိုင်းကပြိုင်ဘက်နီးပြတွေရဲ့ပက်ဂွာဒီယိုလာရဲ့ဗျူဟာပိုင်းနေပေါ်မှာရိတ်စားမိလာမှုပေါ့ စတင်ရိတ်စားပြီးကောင်တာအများဆုံးလုံနိုင်ခဲ့တဲ့နီးပြားကတော့ Jagging Clock ပါအဲ့နောက်ပိုင်းမှာတချို့သော Modern နီးပြားအားလုံးသည် Pub ကိုဘလို့ကစားတဲ့အခါဘလို့ခက်ခဲမယ်သူတို့အကောင်းဆုံးနားလေသဘောပေါက်လာကြတယ်ကျွန်တော်တို့အောင်ဗျာ Google ကဖတ် AI တွေကလိုက်ဖတ်ပြီးသိလာတာတကယ်မြေပြင်လောကအနေထားမှာလုံနေတဲ့ Professional နီးပြားတိုင်းကတော့မသိဘဲနဲ့မနေဘူးဒါသည် Overload ကိုဟန်တာတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ Man City ဒီပုံမှန်အဖြစ်ဆိုရင် Overload to Isolation ကို ွားလိရှိတယ် position နဲ့ play ကောင်းတဲ့အတင်းဒါပေမဲ့လည်းသူတို့ဘလို့ပဲ position နဲ့ rotation လုပ်လို့အဓိက man city က central zone မှာ win တိုးမယ်ဆိုတော့အားလုံးသိပြီးသားအဲ့တော့ central zone မှာ half space ရှိမယ် central zone တစ်ခုရှိမယ်အဲ့နေရာတွေအားလုံးကိုပြိုင်ဘက်အတင်းတွေအားလုံးက inverted fullback တွေကောက်ထဲပလိုက်တယ်တခါလေကျရင် deep block တွေ sort လိုက်တဲ့အခါ man city ရဲ့တမန် running ချိရမယ် pocket space တွေကအားနေတော့အဓိကပြဿနာအဲ့ဒါပဲ Man City တွေဘယ်တော့ကမှအဲ့ဒီ channel ကနေ cross ball ပေးတဲ့အတင်းတင်းမဟုတ်ဘူး Pep ရဲ့ idea တခုရှိတယ်အဲ့ဒါ channel မှာကစားသမား၂ယောက်မထက်အောင်တဲ့ vertical line မှာပြောပြရအောင်နော်ဆိုတော့အဲ့ဒီ vertical line က Man City သွားလို့မရတော့တဲ့အားမကောင်းတော့တဲ့အခြေအနေမှာအဲ့ central zone ကပဲအားပြူရတယ်အဲ့နေရာတွေကကြက်အောင်ပြိုင်ဘက်အတင်းတွေကကစားထားတဲ့အခါကျတော့ Pep ဒီဒီနေရာဒီအားကောင်းမှုလည်းအတင်းကမရှိဘူး view အပိုင်းရလဲပြိုင်ဘက်တွေကရိတ်စားမိလာတဲ့အချိန်မှာအဆင်မပြေမှုတွေ ထပ်မံကြုံတွေ့ခဲ့ရ။ Okay ဒါဒီနေ့ရဒီမှာပပ်ရှုံးနေစေခဲ့တဲ့အဓိကအကြောင်းရင်းတွေကိုဆွေးနွေးတာပါ။ဒါပေမဲ့ Modern Bologna ရဲ့နီးစနစ်ဘင်းလို့တင်စားမှုဟာအလကားတသက်တင်စားခဲ့တာတော့မဟုတ်ဘူးဗျ။ဒီဘွယ်ဒူးဂုံဒူးကို Pep Guardiola ကလွယ်လင်းတကူရခဲ့တာတော့မဟုတ်ဘူး။တကယ်တမ်းထူးချွန်ပြောင်မြောက်တဲ့ view ပိုင်းမျိုးတွေကိုစမ်းသစ်တီထွင်နိုင်ခဲ့တဲ့သူဖြစ်လို့ပါဘောလုံးပိုင်ဆိုင်မှုအသာကြီးယူပြီးကစားတဲ့ဟန်ဒီပိုဇီရှင်ဂိမ်းတွေမှာပပ်ဂွာဒီယိုလာဒီအရန်ကိုကောင်းတယ်ဘာစီလိုနာပရိုင်းတိုင်းမှာဘာစီလိုနာရဲ့ကစားပုံကိုမှီခဲ့တဲ့သူတွေကတော့ဒီအသင်းက တခြားကဘာလာကစားတဲ့အသင်းတွေလာဆိုပြီးတော့ပြောရတော့အောင်ကောင်းမွန်တည်သက်လှပခဲ့တာပါအသက်ရွယ်အားဖြင့် Pep Guardiola အရင်တော့ကြီးမနေသေးဘူး80ကျော်80တန်းတော့မရောက်သေးဘူးလူရွယ်လောက်တော့ဖြစ်သွားပြီပေါ့လူငယ်နီးပြတွေလောက်တချို့တော့စိတ်အားထက်သန်မှုတွေရှိကြမှာရှိတော့မယ်တိုးပေမဲ့ Modern Viewer ဘိုင်းမှာတော့ ဒီဘိုးတော်ကိုကျွန်တော်တို့ဘယ်တော့မှ short တလို့မရဘူးဆိုတော့နောက်ဘောလုံးရသည်ရောက်တဲ့အခါကျရင် Pep Guardiola ရဲ့ upgrade လုပ်ထားတဲ့ modify လုပ်ထားတဲ့နောက်ထပ် viewer အခင်းချင်းအစ်စ်တွေကိုကျွန်တော်ထပ်မြင်ရဖို့ရှိတယ်။ထို့နည်းတူပဲ Man City သင်းတာဝန်ရှိတဲ့သူတွေကလည်းဇန်နဝါရီပြောင်းရွှေ့ကာလမှာတော့မှကစားသမားခေါ်မှုတွေကိုလက်လက်မြန်မြန်လှုပ်ပေးလာတဲ့အခါကျတော့နောက်လာမဲ့နွေရာသီမှာတခြားအသင်းတွေတဟုတ်ပို့ပြီးကစားသမားခေါ်မှုတွေကို အားဖြင့်လှုပ်ဆောင်လာနိုင်တယ်။ပပ်ပြဲ့အင်ပြစ်အားဖြင့်လူစင်းစုဖွဲ့မှုအစ်စ်ကိုစမ်းသစ်ထားတဲ့ဘူဟာပိုင်းတွေနဲ့ပေါင်းဆက်ပြီးမြင်ရဖို့ရှိနေပါတယ်။ကျွန်တော်ကတော့ပပ်ဂွာဒီယိုလာကိုဘယ်တော့အခါမှလည်းအထင်မသေးခဲ့ဘူးဘူး။အခုလည်းအထင်မသေးဘူး။နောက်လည်းအထင်သေးမှာမဟုတ်ပါဘူး။ဒီတော့ကြောင့်ပပ်ဂွာဒီယိုလာရဲ့ခေတ်တစ်ခေတ်ကုံဆုံးသွားဖို့ဆိုတာလက်ရှိနှစ်ကာလအပိုင်းခြားအတွင်းမှာတော့မဖြစ်နိုင်ပါသေးကြောင်းသုံးသပ်ဆွေးနွေးနေတယ်ပဲ။ဗီဒီယိုလေးကိုဒီမှာနားကြပါရစေ။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။